ပဲခူးတိုင်းဒေသကြီးရေတာရှိမြို့နယ်မှာစစ်ကွန်မရှင်ရဲ့အထိုင်စခန်းတစ်ခုကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတဲ့ရင်မူဒုတိယဗိုလ်မှူးကြီးအပါဝင်15ယောက်တိစုပ်ပြီးစစ်တုပ်ပဲ2ယောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ စစ်တောင်မြေအရှိဖက်ကကရွာသိရွာမှာအင်အား60လောက်အထိုက်ချထားတဲ့စစ်ကော်မရှင်တပ်စခန်းကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတရင်တွေ စုဖွဲ့ထားတဲ့ဘူဟာစစ်ကြောင်းကအော်တိုဘာလ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်ကတည်ရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါဝင်15ရောက်ကြာဆုံးခဲ့ပြီးတော့စစ်တုပ်ပန်း2ရောက်ကို အရှင်ဖမ်းမိခဲ့ပါတယ် တိစုံသူတည့်ရင်မူးညီညီနိုင်ဟာလေကြောင်းရဲ့ကာကွယ်ရေးတပ်လကတနစ်တုံညာနစ်ကိုကဖြစ်ပြီးတော့ဖန်စီချိန်မှာပီစတို ထုတ်ပြီးခုခံမှုပြုတ်လောက်တာကြောင့်အသေးပြစ်တက်လိုက်ရတယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်တိုက်ပွဲပြီးမှာစစ်ကွန်မရှင်တပ်ဖွဲ့ဝင်တွေက အထည်နာလို့စုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့တော်လရင်တပ်ဖွဲ့တွေဟာရွာသိရွာက အထိုင်စခန်းနဲ့ရွာထဲကကင်းစခန်းတွေအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိစီရမိခဲ့တဲ့လက်နက်ခရမ်းတွေကတော့ drone ချက်ပါအထိုင်ဆက်ကြီးတလုံး MA11 တလက် MA3 တလက် G3 3လက်60မမတလက် pistol တလက်အပြင် G မျိုးစုံတထောင်လောက်အပါဝင်စစ်အသုံးဆောင်ပစ္စည်းတွေပါဝင်ပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြားပိတ်မိနေတဲ့ရွာသားတွေကိုလည်းတိုက်ပွဲလွတ်ရာနေရာကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုမှာတော်လန်ရေးရဲဘော်၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတ ယ်။ဒီတိုက်ခိုက်မှုဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့စစ်စင်ရေးတွေကိုအကောင့်ထဲပို့ဆောင်ရွက်တာဖြစ်တယ်လို့နေပြည်တော်တိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။